စစ်တွေးမျိုးမှာရာဇဝဲမှုနေနဲ့မူရည်စေဝါတုံးစေးမှုနေပို့ပြီးတိုးပွားလာနေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်စစ်ကောင်စီရဲ့ပြည်နေဝန်ကြီးချုပ်ဦးထိန်လင်းအုပ်ချုပ်နေတဲ့စစ်တွေးမျိုးမှာအရင်ကထက်ရာဇဝဲမှုနေပို့ပြီးများပြားလာနေကမူရည်စေဝါတုံးစေးသူတွေလည်းပေါ်ပေါ်ထင်ထင်အသုံးပြနေကြတာကိုတွေ့ရပါတယ်ဒေသခံတွေရဲ့ပြောဆိုချက်အရနေအိမ်တွေနဲ့ဆိုင်တွေကိုဖောက်ထွင်းခိုးယူမှုတွေလူရဲမှုတွေနဲ့စစ်ပေးဆောင်နေတဲ့နေအိမ်တွေကိုဖြုတ်ဖြဲရောင်းရှားမှုတွေအပြင် မူရစေဝါ၃ဆင့်မုံတွေဟာလည်းအများအပြားရှိလာတယ်လို့သိရပါဗျ။ပြည်နေဝင်ကြီးချုပ်ဦးထိန်လင်းကအရင်ကလို အုပ်ချုပ်ရေးပိုင်းကို PPCC လောက်တာမျိုးတွေမတွေ့ရတော့သလိုရဲတွေကလည်းဒုစရိုက်သမားတွေကိုဖမ်းဆီးအရေးယူရမျိုးသိမရှိတော့ဘူးလို့ဒေသခံတွေကပြောကြပါဗျ။လက်ရှိမှာမူရစေဝါ၃ဆင့်သူတွေဟာနေလေပိုင်းနဲ့ညနေပိုင်းလူကွေတဲ့နေရာတွေမှာပိုပြီးအသုံးဆွဲများလာတာကိုတွေ့ရတယ်လို့လည်းစစ်တွေဒေသခံတွေကပြောဆိုကြပါဗျ။ ဖန်ဆင်းအရေးယူမှုတွေမရှိတော့တာကြောင့်မူရစ်စေဝါတွေကို ပေါ်ပေါ်ထင်ထင်အများကြီးတုံးဆွေးလာကြပြီးလူငယ်တွေပျက်စီးအောင်တမင်တကာလွတ်ထားတာမျိုးလည်းဖြစ်နိုင်တယ်လို့လိလာသူတွေကထောက်ပြဝေဖန်ကြပါတယ်